အားလုံးမင်္ဂလာပါပြို့အမျိုးတွေအရင်တပတ်ကပပွဲမှမရှိဘူးဒီကောင် burns and morales နဲ့ပွဲပြီးတော့ပွဲပြီးပြီးချင်းကိုပွားမယ်ဆိုပြီးတော့ဘလုတ်ကရှုပ်လိုက်တာအခုမှပဲပွားစကန်ရောက်တော့တယ်ထင်းတဲ့အတိုင်းပဲဗျာအာ michael morales က तू ကတက်လူမလားတက်လူဆိုတော့ Gilbert Burns the uh do -oh. ကိုတချီမာရင်ကြိတ်လိုက်တာရဲ့သူကပွဲကြည့်လိုက်ကြာလာ Burns versus Morales highlight like. uh ကောင်းတော့တိုးရမယ်အော် -oh. ကသူကဟိုဟိုကောင်ကဟိုလက်တီးကတော်တော်ပြင်းတာဗောနော်လက်တီးအဲ့လိုမျိုးဗောလက်တီးကအဲ့လိုပြုတ်ကြမလဲအထီအောင်မပြန်ထသေးတယ်ဒါမဲ့လည်းတော့ပါပြီဘရန်ချာ38လောက်ရှိပြီတဲ့ဘရန်ချာဟိုကောင်ကအစိတ်ပဲရှိသေးတာနော်ရှုံးမမရှိသေးဘူး ဆရာသမားမိုက်ကယ်မရာလက်စ်ကရှုံးမဲမရှိသေးဘူးအဲ့တော့ပေါင်180တန်းမှာဒီကောင်ကြောက်စရာကောင်းမှာဗျာသိလား18ပွဲနော်180တန်းကလေလူကြီးကတပြောကြီးပဲဟိုอิสลามอิสลามတက်သွားတော့အဲ့မှာအဲ့မှာအတန်းမှာရှာဖကကလည်းအာဝဒီခေါ်လဲဟိုမှာရှိရှုံးမဲမရှိဘူး ဟိုကောင်တွေကလည်းဒီကောင်ကလည်းရှုံးမဲမရှိဘူး။ Ian Gary ကတပွဲရှုံးထားတဲ့အတိုင်းပဲလေ Ian Gary ကတော်တော်ကောင်းတယ်။အဲ့တော့တည်တယ်မလား။ဘွေးရပါဖြစ်တော့လည်းမသိဘူး။ဒီကောင်ဒီကောင်ဒီကောင်လေ။မြေပေါ်တည်တဲ့ကောင်ပါပါလား။အဲ့ကောင်ကြောင့်ပြောလို့ရမှာ။ โอเคဗျာဒါပြီးခဲ့တဲ့ဘက်ပြီးခဲ့တဲ့ဘက်ကိုပြီးခဲ့တဲ့တစ်ပတ်ကျော်ပေါ့နော် May 18ဆိုဒီတစ်ပတ်ကဂျွန်လတည့်ရက်နေမှာဟဲ့အဲ click ခေါ်လို့မရအဲ့လောက် UFC Fight Night ပဲ UFC ပွဲကြီးကနောက်တစ်ပတ်ပြီးနောက်တစ်ပတ်မှလာမှာဂျွန်လ10ရက်မှလာဒီဘက်မှာက Blanchfield နဲ့ Barbar နဲ့ Macy Barbar ပေါ့နော် Aaron Blanchfield อ่ะ तू อ่ะเนเน่นามแห่ជីတယ်ชื่อฉันเลยเนาะဒီမှာเอ่อ Rose นามจูเนอร์ဆိုနိုင်ထားတယ်ဟိုတစ်ခါဘယ်သူလဲဟိုတစ်ပတ်ကလည်း Chef Chanko နဲ့ခြားတဲ့ Fiora ကိုနိုင်ထားတယ်အဲ့သူလိုတက်ပြီးထိုးလည်းမသိเนาะအတူက Santos က Champions League ခေါ်သေးတယ်ထင်တယ် ဟုတ်တယ်တဲ့ရှက်ချန်ကိုနဲ့ချတာနှစ်ခါတော့အာဟုတ်တယ်ရှက်ချန်ကိုရှုံးတာဆိုတော့ဒီ blanch field ကမေစီယိုနိုင်ရင်မေစီယိုနိုင်ရင်မေစီပါပါရိုနိုင်ရင်ရှက်ချန်ကိုနဲ့တည်ပေးမယ်ထင်တယ်မေစီပါပါရာဇာလည်းရှုံးပွဲမရှိဘူးထင်တယ်ဘာလဲနိုင်နေပြီပဲအတူနိုင်တဲ့လူတွေကဘယ်လိုလဲမသိဘူး ီတယောက်ကိုတည်တယ်လို့ပဲမြင်ဘူးခစ်လင်းဟောခစ်လင်းကလည်း champion စင်ခေါ်ဦးတယ်ဒါပေမဲ့ရှုံးတာပဲဟိုဟိုတယောက်နဲ့လေဘယ်တယောက်ကိုရှုံးတယ်လဲဟုတ်တယ်သူကဘယ်တော့ပေါ့ဟိုဒီခစ်လင်းဟုတ်တယ်ဟွန်းနာမေးမပွဲဂျွန်လာတရက်နဲ့9နိုင်နောက်ဒီကောင်ဒီကောင်က155ပေါ့ခါပြီးတော့တန်းပေါ့နော် ဒီမထောက်စကမ်ရော့ကသူကနဘန်းဘေ့စ်ပေါ့နော်နဘန်းဘေ့စ်သူကနဘန်းတော်တော်ကောင်းတယ်တော်တော်ကြီးကိုကောင်းတယ်သူနိုင်ထားတဲ့လူစင်းရောလဲရှိုးလဲနော်ဒီနမနဲ့ဆာရူခီယံနိုင်လာတာဒါပေမဲ့အဲ့ပွဲကလေအာ split decision လောက်ဖြစ်တယ်နော်ဒီလားဟိုအပြန်အလှန်ပဲဟိုကောင်းနဘန်းနည်းနည်းလေးတာတာပဲရှိတယ် ။ Now Darius နဲ့ Gamrock ကလည်းအဲ့လိုပဲမကွာဘူး။အဲဒီကောင်းကြတဲ့ဒီကောင်းကြတော့လေ Jaylen Turner တင်တယ်အဲ့ကောင်။ဘာနာမည်ရလဲ။အဲဒီကောင်းကြတော့နိုင်တယ်။အဒီဒီ Physique ကို Rafael Physique ကိုနိုင်တာတော့ဒါတော်တော်ကြီးထူးဆန်းတာနော်။ဒီကောင်းကနံပါတ်နံပါတ်၄လား၅လားအဲ့ကောင်အဲ့လိုရှယ်။ Oh the the lower arm ပဲမှာ Justin Gage နဲ့ထိုးတော့ထချုံသွားတယ်။ တော်မတက်တော့ထင်တယ်နောက်ဒီ dos santos dos santos က dos angels ဘောနော် rda rafael dos angels အချမ်းပြန်အဟောင်းဒါမဲ့ तू က190မှာထိုးလိုက်155ဘောမှာထိုးလိုက်နဲ့ပြောပြီးတော့အဲ့လိုလမ်းလဲရှုံလိုက်လမ်းလဲရှုံလိုက်တယ်ဖြစ်နေတာလေဒီမှာတက်လားဒီ vicente luke ဆိုတာ190ရဲ့ကောင်ငောင်းဆိုလဲ190ရဲ့ကောင် barbarina အဲမွိုင်ကားလုံးနဲ့တော့သူတော်တော်ကောင်းတယ်မွိုင်ကားလုံးကအစားဝင်ရတယ်ငကောင်းလေးနှကောင်းဘရာဇီးနှကောင်းတယောက်နဲ့ကြည့်ကြတယ်အရင်တော့ကတော့ဒိုဆန်ဂျိုစာစင်ကာပူမှာလေ့ကျင့်နေတယ်စင်ကာပူက one championship ကဂျင်မှာလေ့ကျင့်နေနောက်တော့လို့တော့ပြန်သွားဘရာဇီးကိုပြန်သွားတယ်နော်ပြလာဒီကောင်190မှာထိုးလိုက်ပြီးွားရင်155ကိုပြန်အောင်လာကင်မရာကို show နေအဲ့ဒါ Jeff Neils อ่ะအဲ့ဒါတော့190อ่ะ ဟော weight ကအမျိုးမျိုးပြောင်းတာပဲ knock out နဲ့ရှုံးတာဗျာ first round နောက်ဆုံးဒီ Matthaus Gamron နဲ့ hook ကနဲ့အဲ့ကောင်တည်ရီလောက်ရှိတယ်တိလား decision ကြည့်လိုက် split decision ဆိုတော့အဲ့ဒါ Daniel G တယောက်ယောက်ကနေအနိုင်ပေးလိုက်တော့အဲ့ဒါဟုတ်ချင်မှလည်းဟုတ်မှမဟုတ်ချင်လည်းမဟုတ်ဘူးနော် Daniel G ကသူသူမြင်တာသူရေးတာဆိုတော့လေအဲ့တော့သူကနှစ်ဘန်း base နှစ်ဘန်းအရင်ကောင်းတယ် ဒီကောင်တခါမှမကြဘူးလူဒိုဗစ်ကလိန်းဆိုသူကမစ္စတာဟိုင်လိုက်တာသူနိုင်ထားတဲ့ကောင်တွေထဲမှာလောက်လောက်လာလာတီယာဂိုမွိုက်ဆက်ကတော့အရင်ကအစ္စလာမ်နဲ့ခြောက်ဘူး တော်လဲ9 9 9တော့တော်နိုင်ထားတယ်ပွဲ2ပွဲ3 6ပွဲစတဲ့နိုင်တာထင်တယ်သူတွေ့တော့9 wins by knockout 8 wins by submission ဆိုတော့ first round finisher ဆိုပွဲတော့ကောင်းပဲဒီလားဒီကောင်နဲ့ဒီကနပန်းတက်လိုက်ရင်တော့မသိဘူး Slovakia Russia ဟောင်းနေပါလေအနည်း welterweight ကဒီကောင်ကအခုမှ UFC ရောက်တာကိုရီးယားကဒီကောင်လေးက ီကောင်ကတော့ UFC ကကောင်းတယ်ဒီကောင်ကြီးတော့တည်တယ်ဂျကိုဘီအာသူက welterweight ဆိုပေါင်190နော်ဒီကောင်ကတော့ lightweight light heavyweight light heavyweight ဆိုရင်ဂျွန်ဂျုံတို့ပေါ့205ပေါ့နော် easy တို့အတန်းအဲ easy က185 sorry အခု israel အာ for alex behera တို့အတန်းပေါ့ light heavyweight ဂျန်နက်ကောင်လေးကတော့မသိပါကွယ်ဒီကောင်တော့သိတယ်မလားဂျော်ဒန်လေဗစ်ဆာဘယ်ဒီပင်ဘလက်နဲ့ချပြီးတော့ရှုံးနေရှုံးတာဒီကောင်မျက်နှာတဲတယ်မှာဘယ်ဒီပင်ဘလက်ကဖိင်းလို့ပြီးကတာဂျော်ဒန်လေဗစ်ကတော့ကြီးရတဲ့ကောင်လေးကဲဒါတော့ဒီဒီပတ်ဗျာစိတ်ဝင်စားရင်ကြည့်ကြပါဦးကျွန်ဒီခေါင်ပွဲ main card ကတော့မစိုးလောက်ဘူးထင်တယ်နော် ဘသူနိုင်မလဲဆိုတော့ odd ကတော့ odd blanch field နိုင်မယ်နိုင်မှများပါတယ်သူ။အိုးဒီမှာတဲ့ Matthew Scamrock က minus 180တဲ့ minus 180ဆိုတော့သူက number 7ဒီကောင်နံပါတ်တော့မရှိဘူးတဲ့ဟာကြွေးကြဘူးလား rank မရှိဘဲနဲ့ထိုးတာနော်ပတ်ဆက်တယ်နိုင်တော့နိုင်တော့ပေါ်ရောက်မယ်နော်ဒီကောင်တန်တော့ဗောဒီမှာတန်နံပါတ်9ကို9နံပါတ်9ဖြစ်မှာလေ ှင်အဲ့ပွားလက်စားနဲ့အဲ့ UFC 131ဟဲ့ဘယ်တော့ပါဟဲ့316ကိုတော့အောင်ဗျာသူကဂျော်ဂျီယာနိုင်ငံသားဟုတ်တယ်မလားဟုတ်တယ်ဂျော်ဂျီယာအဲ့တော့သူ့နာမည်ဘယ်လိုဖတ်လဲဆိုတော့ VOW လို့ဖတ်တယ်ဗျာအဲ့တော့ Dwalish Willie တဲ့ဆာဘိုင်းတော့တော်တော်ဖတ်ခဲ့တာသူကတော့ဒီမှာပဲ Sean Sean Melly ပထမပွဲမှာ तू ကချန်ပီယံဒီကောင်ကြိတ်လဲတော့ချန်ပီယံဘွဲပြုတ်သွား Mirab Mirab ကတော့ Cardio King ပေါ့နော် Wrestling ကကောင်းတယ် Wrestling ကတော်တော်ကြီးကောင်းတယ်နောက် Cardio ကအရင်ကောင်း तू ကဒီဟာမမလုပ်ခင်တော့မှပဲဘာဒီလုပ်လဲဆိုတော့ Construction တွေပဲလုပ်ရတာအဲ UFC မရောက်ခင်မအဲ့လိုယုံနေရတာပေါ့နော်ဒီ ရှောင်းမဲလီကကြတော့ဟို Dana White လုပ်တဲ့အဲ container series ကလာတာအဲ့တုန်းကတော့ဗာရုပ်တွေပဲဘာမှမရှိသေးဘူးအခုမှရုပ်တွေရှုပ်ပွားလာဒီပွဲကရှောင်းမဲလီရဲ့ wrestling ဘယ်လောက်တိုးတက်လာလဲပဲကြည့်ရမယ်နှုတ်မဆိုရင်တော့ Mirab 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 ရှောင်းမဲလီနဲ့ခြားတော့ဆောင်းရင်ကြီးရတယ်ဟိုဗာလဲအိုမဲလီရဲ့နီးပြတွေကသူ့ကိုလိုက်ပြီးတော့ coach လုပ်လို့လဲအဲမှာ ဒါကိုပြောတယ်သူကိုချ်မလို့ခိုင်းကိုပြောပါတယ်ပြီးလဲပြီးတော့ချုပ်ထားတဲ့ချောင်အမဲလေးကိုချုပ်ထားရင်းနဲ့ချောင်မဲလေးရဲ့ပကောလာဒီအဝါလေးပြီးဆောင်းရပြောင်းလဲကောအပွဲရကြီးကဒါတော့အခု तू ကခြေချောင်းတစ်ချောင်းကျိုးနေတယ်ပြောတယ်ဒီလားဒါမဲ့လည်းသူနီးပြခြေချောင်းကျိုးလဲအရင်ပွဲတွေမှာလည်းအဲ့လိုမျိုးဒဏ်ရာတွေနဲ့ပဲပြောတယ်အဲ့တော့ဘာမှမမှုစရာမရှိဘူးအဲ့တော့ကြည့်ရမှာပေါ့နော် နှုတ်ထွက်မလားဆက်ပဲပြိုင်မလား तू က तू ကဟိုဟာလှုပ်ထားတယ်ထင်တယ်ပါလေနောက်ဆုံးပွဲမှာအမ်၎င်းဥမာလေးခပီးတော့ညီကိုပေါ့နော်ဥမာဥမာဟိုနိုင်တာအကုန်လုံးကတော့ဥမာနိုင်မယ်ပဲထင်ကြတော့ဒါပေမဲ့ तू က wrestling ကောင်းတာရယ် show boating ကောင်းတာရယ်လေအဲ့ဒါ အမှန်ဒီမှာကပတ်မပါတဲ့အသေးလားဒီမှာဒီမှာမှကပတ်ရတဲ့ဟာဟောဒါတော့တလွဲပြန်လာ Okay ဒါတော့ခေါင်ပွဲပေါ့နော်ဒီတစ်ပတ်မဟုတ်နော်ဂျွန်ဂျွန်လာရှိရနေမှာဒါတော့သူ့ရတိမှာပေါ့ဂျူလီယာနာဖန်ညာဆိုတာသူကဒေညာကနူးနက်စ်ကိုအကုန်လုံးကတော့နူးနက်စ်ကို နိုင်မယ်ပဲတွတ်ထားတဲ့ပွဲမှာ Nunes ကိုကြိတ်လိုက်တာပေါ့နော်။နောက်တစ်ပွဲကျလည်း Nunes ကပြန်ပြီးတော့ကြိတ်သွားတာ။ပြီးတော့ Nunes ကသူ့ကိုကြိတ်ပြီးတော့နောက်တစ်ပွဲနှစ်ပွဲထိုးသေးတယ်။ဟုတ်တယ်။ Eldana နဲ့ထိုးပြီးတော့အဲ့မှာတော့အနာယူလိုက်တာ။နိုင်ပိုင်းလိုက်တာပေါ့နော်။ချတော့ဆိုပြီးတော့အဲ့မှာဇလန်ပြတ်သွား။အဲ့တော့သူ့ကဘက်ကလွတ်သွားတယ်ပေါ့နော်။သူ့ကဘက်လွတ်သွားတော့အဲ့ဒါ ဂျူလီယနာဖန်ညာနဲ့ကေလာဟဲရဆန်နဲ့ခြားရမယ်ဆိုပြီးတော့ကေလာဟဲရဆန်ကဂျူဒိုသမားပေါ့နော်ဂျူဒိုသမားအကောင်းကြီးနဲ့လိုက်မဟုတ်သူကဝင်လာကြတဲ့ကသူကချန်ပီယံဖြစ်မယ်ဆိုပြီးတော့သူ့ကိုမှန်းထားကြတယ်ပေါ့နော်သူကဘလော့အကောင်းတော့6 wins by knockout 7 win by submission 9 first round finisher ဆိုတော့ဆက်ရှိပေါ်မှာတပွဲပဲရှုံးတယ်အဲ့တော့အာဒါမဲ့တော့အတက်ကတော့မငယ်တော့30 နှစ်လောက်ရှိပြီထင်တယ်။အိုး newness မရှိတော့တော့သူတို့ကကပတ်လူကြမှာပေါ့နော်။ဒါပေမဲ့ထိုးစရာလူကရှားတော့လဲ။ခြားကြမှာ။ Otska ဝါး Otska Killer Harrison က Otsia အမြင့်ပြ။ကြီးကောင်းနော်။ Juliana Peña ကဟိုကကောင်းတယ်။သွေးတော်တော်ကောင်းတယ်နော်။ Jiu Jitsu ကောင်းတယ်။ကြည့်ရမှာပေါ့။ သူနိုင်ရင်မထင်ကြတယ်ကဘက်လူပဲနှစ်ပွဲပေါ့နော်သူတို့ကအရင်တော့ဆိုရင်တပွဲပဲထားတယ်ဂျွန်ဂျုံနဲ့ဂျွန်ဂျုံနဲ့ဘယ်သူနဲ့လဲမသိဘူးခြားကြတော့ဟိုဘက်ကကောင်းအောင်တန်ရောက်သွားလို့ဂျွန်ဂျုံကဂျွန်ဂျုံချီလ်ဆွန်နဲ့ဒေးဗီလဲတာချီလ်ဆွန်နဲ့မချအောင်ချီလ်ဆွန်နဲ့ချမယ်ဒါပေမဲ့ဂျွန်ဂျုံကမချအောင်ဆိုတော့ပွဲကပြတ်သွားတာအဲရဆက်ပြီးတော့နောက်ပိုင်းမှာ ီလိုမျိုး paper view ပေါ့နော်ကြည့်ချင်းပတ်သက်ပေးရတဲ့ပွဲတွေမှာကွယ်ကြည့်ရတဲ့ပွဲတွေဆိုရင်တို့ကကပတ်ခေါင်ပွဲနှစ်ပွဲလောက်ထားတာအဲလိုတပွဲပြုတ်သွားရင်တော့တပွဲကျန်နေတယ်ပေါ့နော်အဲ့ဒါပဲဒီခေါင်ပွဲတွေကကပတ်လူပွဲတွေက၅၅ကြီးကြီးကောင်းမယ် Kelvin Gastelum နဲ့ Joe Pfeiffer. Okay, Kelvin Gastelum က तू ကလေဒီနာဝရဲ့ contender series က champion ဖြစ်လာတဲ့ကောင်းမယ်190မှာထိုးတာဒါပေမဲ့သူက190မှာထိုး190မှာထိုးပြီးသူကနည်းနည်း base ကရည်ရနော် base က wrestling base ဒါပေမဲ့သူကလက်တီးကပြင်းတော့ထိုးလိုက်မှောက်မှောက်သွားတယ်အဲ့တော့190မှာထိုးလိုက်185မှာထိုးလိုက်တယ်သူအဲ့လိုမျိုးအဲ့လိုဘယ်လိုဖြစ်လဲဆိုတော့သူနိုင်လဲရှုံးလဲဖြစ်တယ်အဲ့ဒီကောင်ရှုံးတယ် Robert Whittaker နိုင်တယ် ကနောနီယာနဲ့ဘာဖြစ်လဲမထိုးပြောတင်တယ်ဒီမှာကာကာတစ်ခရစ်ကာတစ်တင်တယ်အဲ့ကောင်နိုင်တယ်အဲ့မှာရှောင်းဘရီဒီကိုပြန်ရှောင်းဆမ်မရှင်နော်တော့ရိုဒရီဂွတ်စအဲ့ကောင်နာမည်တည်ပါတယ်ဒန်နီယယ်ရိုဒရီဂွတ်စရိုဒရီဂွတ်ဆိုပြန်နိုင်တယ်အဲ့နိုင်လဲရှောင်းလဲဖြစ်တယ်ဒါတော့ကာလဘယ်190လား185လားဟုတ်တော့ middle weight 185 ဟောအဲ့လိုဂျိုးပိုင်ဖာနဲ့185မှာပဲထိုးတော့မယ်ထင်တယ်သူအသက်က30နောက်ပိုင်းကျော်သွားပြီဆိုရင်ဟိုဟိုဘာလဲဝိတ်ကချလို့မကောင်းတော့ဘူးเนาะအဲ့တော့ဂျိုးပိုင်ဖာက73 bueno bueno hamen sao shona dule nine la shona tin ah tu nine la da bae ်ဘီရချက်တော့ပါတယ်ပြီးတော့ဒီမှာဟာမဆန်တော့ရှုံးတယ်နောက်ပြီးတော့ပြန်နိုင်တယ်ဘာရီယောဘူးရလည်းအများကြီးပဲအော်ဒီဘက်ဘာအတွက်ထိုးကြမယ်ပွဲလည်းမသိဘူးเนาะတစ်ခါလေးကလည်းထိုးတာထိုးတာသိရမှာဟိုဘာလဲနံပါတ်1လားနံပါတ်2လားအတန်းတက်ရေးလားဘာမှမသိဘူးဒါပေမဲ့သူတို့နှစ်ကောင်မှာဂျိုးပိုက်ဖာနဲ့ကယ်ဗင်ဂက်စတလန်နဲ့ဆိုရင်ကယ်ဗင်ဂက်စတလန်ကနာမည်ကြီးတာပေါ့เนาะနာမည်ရှိတော့ထိုးပြီဆိုရင် နာမည်ရှိတဲ့ကောင်နာမည်ရှိတဲ့ကောင်နိုင်ဝိုင်းဆိုသူ့နာမည်လူသိပါမလို့အဲ့လိုဖြစ်မှာမာရီယိုဘော်တစ်စတာနဲ့ပစ်ချီမစ်ဆိုဒီကောင်လေးရမသိအဲ့အဲ့ဒီဒီဒီဘယ်ကောင်တရားခေါ်နေဆယ်အဲ့ကေဗင်ကေဗင်ဟော်လန်လည်းအဲ့လိုပဲရင်တော့185မှာထိုးတယ်ဒါပေမဲ့185တည်းမကပါဘူး तू ကလည်းဟိုဒါကွန်တန်နာ series ပဲဒီနော်ဟိုရဲ့ big mouth လို့ခေါ် အာအာများလုံးတော့တော်ကီယန်ပွားလုံးတော့185မှာထိုးထိုးပြီးတော့185မှာနဗန်းသမားတွေနဲ့တွေ့တော့တော်တော်ကြီးစိတ်ညစ်သွားစိတ်ညစ်သားတဲ့အတွက်ကြောင့်သူပိန်ရလဲပိန်တော့ဂလန်ဂလာကြီးဖြစ်နေတော့190ကိုဆင်းထိုးတယ်အခုတော့190မှာလဲနေနေတယ်အဲ Vicente Luque ကလည်းသူကချန်ပီယံလူမလောက်နီးနီးဖြစ်သွားသေးတယ်ဒါမဲ့လည်းသူကနိုင်ငံရှုံးလိုက်ဖြစ်နေတော့ Vicente Luque က Oh wow Otter Kelvin Kelvin မဟုတ် Kevin ဝေါချေဖွင့်လာတာလေဘာတို့လားဂျာနီမန်28ပွဲမှာ28ပွဲနိုင်73ပွဲရှုံး3လတခါတော့သူထိုးနေတာပဲမလေးတာမတ်တောင်းထိုးတာလေမဂျန်နူရီတော့ထိုးတာလေအမအာရီယာရေနီယာရေနီယာလို့နော်အတန်ထွက်တာတော့တကယ်တန်တကရန်ကြီးလားမလားမသိဘူးလား 哎，我讲把嘞 Michael Bisping 叫伢了，Rani Di Radalo 叫伢了，叫不了。Rani Ardia 那啦，超看来嘞，比如你讲 Ghana，到 Ghana Nelson 的，你讲比如 England 搞的呢，你讲那边的嘛呗，Ghana Nelson 哪个嘞？Ghana 是咯。အမြဲပဲအမြဲပဲဒုဒ second place ရနေတယ်ဟိုဂန်နာတွေအာဆင်နယ်တော့သွားတရရတယ် ဆောက်ထဲမှာလို့ရေးရတော့ဤကစကားချက်ပြီးပါလေ။ဘောဝါ။ဒါဗဇန်ဒီလူကီရဲ့ short တော့လို့မရအောင်တော့။ तू ကတွေးရင်တွေးတာလေ။ Hmm ဒါရှုံးများနေတာ။ key ဆောက်ရှုံးနေ။ uh blau show ne jeff neil show ne da mae အာဂျူနီယာဒေါ့စ်အန်ဂျိုဆိုပြန်နိုင်တယ်။အော်ဝါကင်းဘတ်ကလေးဝါနိုင်တာပဲ။အာဝါကင်းဘတ်ကလေးကိုရှုံးတာ sorry ။ဒါပေမဲ့ဂိုရင်ဘိုပြန်နိုင်တယ်။အဲ့တော့ဒါအကြပိုင်းရောက်နေတယ်ပြောလို့ရတော့နော်။အဲ့တော့ဒီကောင်လည်းကြတော့အာသူကလင်းသူစားမယ်ထင်တယ်ဒီကောင်ကဂျူဂျစ်စုကောင်လည်း။သူကလည်းဂျူဂျစ်စုဟိုဒါဘလက်ဘဲလ်ပဲ။ကြည့်ကြပါဘာ။ကဲဒီမှာပြောနေတာပရီလဲမှာဗျာကျွန်တော်တို့ Joshua Van Lee ပါတယ်ဆိုတော့ပြောနေတာပါ။ ပေါင်း fan လေး pay per view မှာပါတယ်နော် main card ထဲပါလိုက်တော့ share ပေါ့လေဒါပေမဲ့ prelim လဲမှာဒါပေမဲ့ prelim တော့မနောက်ဆုံးပေါ့လေမဆိုးတော့ bruno silva နဲ့ bruno silva နဲ့သူတို့135ပေါင်းလေးလားမသိ145တော့မဟုတ်135ပေါင်းလေး flyweight လေးတော့တောင်းမထုတ်ဒါပေမဲ့ van ကဟိုရပြီ ranking ရပြီ14 ဇလီဟိုကောင်ကစနစ်ဆိုအတန်းတက်မဲ့ပွဲပြာနော်ဆရာသမားကအော်ကြည့်ရ grappling the mart in the in grappling the lump gone striking them gone တော်ကြီးရတယ်ကွာအပါကောင်းလည်းမသိဘူးအော် van တော့အတန်းပုံမြင်တယ်ဘယ်တော့ကြည့်ရ ဒီကောင်တွေက heavy weight ပွဲတွေမဲ့ Johnny Walker ကလေသူကနိုင်လဲရှုံးလဲနိုင်လဲရှုံးလဲမဟုတ်လို့သူက champion တော့စိတ်ခေါ်မယ်ဆိုပြီးတော့တက်လာတော့ဗောနော်ကြောင်ကြောင်နဲ့ရီတော့ရီရတယ်။ဟိုနေ့ကတပန်းခြားကြမယ်ထင်ပါတယ်။အာဇာမက်မာရာကာနော့။ Oh my god သူကရှုံးဝဲမရှိဘူးပြတော့14ဝဲမှာ10ဝဲ knock out နဲ့9ရှစ်ပွဲက first round finisher ကြောင်တော့တောက်ဆရာကြီး ်ဘယ်ကောင်းမလဲ Johnny Walker glass chin ဖြစ်နေပြီတိရသူနောက်ဆုံးဝင်နိုင်တာတဲ့ထင်တယ်အော်ရှုံးတာ Usdemia ကိုရှုံးတယ်သူဘယ်ဘက်မှာနိုင်လဲသူဘယ်လိုနိုင်သေးလဲဒီကြားတော့အော်ကောင်းနိုင်တာ Anthony Smith ကို Uncle Alia could not continue တဲ့အခုထိုးပြီးခိုင်းပြီလို့အော်ဟုတ်တယ်ဟုတ်တယ်မျိုးလုံးထိုးပြီးတော့လာပေါ်ထိုးပြီးတော့ပါလဲမသိဘူးခုထိုးပြီး ဟိုတော့ပြောပြန်ကြည့်ပါတော့နောက်ကောက်တော့ဒီကောင်ဦးစည်းမီးကလက်သီးပြင်းတယ်ဟုတ်တယ်ဒီကောင်ရှုံးနေတာဟိုကောင်ကလူသစ်ဆိုတော့လည်းတဲ့ပေးတာထင်ပါတော့နော်၁၂နဲ့၁၁ဆိုတော့တန်းတက်မှာပေါ့ဆာဂီဒါတော့ heavyweight ပေါ့ကြည့်ပဲဆာဂီစပီဗက်သူကလည်း champion ဖြစ်မလို့လို့ထိုးမလို့လို့လည်းဒါပေမဲ့သူ night light show လည်းဖြစ်နေထိုးတော့အကောင်ကြီးအကြီးပဲ စာကြီးကအကောင်းကြီးပဲသူကအမေတော့ရှုံးလာတယ်တိုက်ပူရာကိုနိုင်လာတယ်ဂန်းကိုရှုံးအဲ့ဒီဘောနော်သူ heavy weight ဆိုတော့ချက်ကောင်းတစ်ချက်ချိလိုက်လက်တော့ပါဒါသူက73တစ်တယ်ဗျာဟောတို့သူကအကောင်းချိလာတာပဲ Ryan Spammer ပါလေ Ryan Spammer What the Ryan Spammer ။ respect နာမည်ရှိတယ်။ဒီကကျမ်းပါနော်။ Chaos Williams, you lost magic. တော်ရမသိပါခင်ဗျာ1ဆုံးတယောက်တယောက်ပါလေ Okay ဒါတော့ကျွန်တော်တို့ဂျွန်လာမှာပေါ့နော် UFC 316မှာကျွန်တော်တို့ရဲ့မြန်မာပြည်ပွားလေး Van Lipa 的一张标签了吧？One Championship 的成绩啊，One Championship，One Championship Events Friday Night May 30. Thailand, Turkey Thailand Russia，马布姆队。Friday, Friday night. Okay, June 6th, man. June 6th. ဲ့ဒါဟိုကပါမယ်အဲထိုးမဲ့လူတွေမပါစီးရင်အော်ဂျွန်း6ဟာလုံပီနီဥယျမှာလုံပီနီ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 အာဒီမှာဒန်ဖာဂျွန်း6အဲ့မှာကျွန်တော်ရဲ့ ဆိုလင်းဥပါမနော်ဒီလားဒီပွဲအမေရိကန်ပွဲဆိုလင်းဥပါမဗျာဂျွန်လာကိုဗောနော်ဒီထဲမှာဗမာပွဲတွေပါမယ်ဗျာ Brazil, Israel, Thailand, Thailand, Malaysia, Malaysia, Morocco, Colombia, Russia, Russia. What does it have? Yeah, it's a good တဆင်ပြန်ထိုးမဲ့ပွဲကိုအလူစီမတီရဆိုရပါထားပါတော့လေတဆင်ကပြန်ထိုးမယ်ကဲလောလောတယ်တော့ဘယ်ပွဲကြည့်ကြမလဲဗျာဒီ blanch field တို့ဘာဘာတို့နေစီဘာဘာတို့ပွဲကြည့်ကြမလားအဲ့ဆိုနှစ်ပွဲရမစိုးနော်ဒါမဲ့တနင်္ဂနွေမနေ့ပါလေ Sunday ဂျွန်လတရက်9နိုင်ဆိုတော့ဒါစင်ကာပူအချိန်ပေါ့နော်။ဘုံကောင်လဲ Sunday ပဲဖြစ်မယ်။ဘယ်မှာလဲ Prudential Center New York United States တူတူပဲ Sunday ပဲ316လေတော့မျောမယ်။နောက်ဆုံး3ပွဲဒီဒီပွဲကောင်းမယ်။ပွဲကောင်း316ကဲပေးပွဲကြည့်ပြီးတော့ဘယ်သူနိုင်မယ်လို့ထင်ကြလဲဗျာခံမှန်းကြပါဦး အဆင်ပြေရဆိုရင် like and share လေးနဲ့ subscribe လေးတွေနဲ့မားစပေးကြပါဦးကျေးဇူးများတင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေဗျာဘေးရန်ကင်းကြပါစေအားလုံးတဒါ